မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ General Knowledge Channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတင်ပြပေးမှာကတော့ဖျားစုပန်ထားသော Christian ဘာသာမှဗုဒ္ဓဘာသာသို့ကူးပြောင်းလာသူစိတ်တကိုးရှင်လက်ပိတာအကြောင်းဖြစ်ပါတယ်ဆရာမောင်ကျောက်တန်ရဲ့ရေးသားချက်များမှာကောက်နှုတ်တင်ပြပေးခြင်းဖြစ်ပါတယ် ၂၀ရာစုမှာအတော်ဆုံးအကြအမည်ပညာရှင်စိတ်တကူရှင်မြည်သူနိဟုမေးလျင်ကမ္ဘာကန္နာရီဆရာများတိတ်ပန့်စိတ်တကူရှင်များကလက်ပြတာဟုတတန်လဲဖြေကြလိမ့်မည်။စင်စစ်အဖြစ်ထိုပုဂ္ဂိုလ်ကြီးမှာမြမများနှင့်တစိမ့်မဟုတ်တီဘုံမင်းပါတော်မူမူ1885ခုနှစ်နှစ်ဦးပိုင်းကပင်ကာနယ်အော်ကောနှင့်အတူ မြန်မာပြည်သို့လာရောက်ပြီးတီအိုဆိုဖီတင်းကိုတီထောင်ပေးခဲ့သူဖြစ်သည်နောက်တစ်ခေါက်လာတွင်မြန်မာပြည်အနှံ့အပြားရွှေတဂုံဖျားပါဝင်ဖျားများကိုလှည့်လည်ပူးမြော်ရင်းသာသနာပိုင်ဆရာတော်ကြီးအားပူးမြော်ကြည်ညိုဆွေးနွေးတော်ခဲ့သူဖြစ်သည်လက်ပိတာသည် အင်္ဂလန်ပြည်ခရီးရန်တဲ့အုပ်ဆရာတော်ဖြစ်တော်လဲတီအိုဆိုဖီဖြစ်သွားသောအခါတီဟိုမှာ သူမင်္ဂလာဆရာတော်ဖရာကြီးထံ၌တရဏဂုံတော်ခံယူပြီးဗုဒ္ဓဘာသာသို့ကူးပြောင်းလာကာကဘာတလွားတွင်သာသနာပြုခဲ့သူဖြစ်သည့်လက်ပိတာစိတ်တကိုးရလာသည်မှလည်းစိတ်ဝင်စားဖွယ်ကောင်းလာသည်တီအိုဆိုဖီအသင်းဝင်ပြီးနောက်အိန္ဒိယပြည်တီအိုဆိုဖီဌာနချုပ်ရှိရာအတ္တရာသို့ရောက်လာသည် ရောက်လာပြီး မကြာမြင့်မီပင်ဟိမဝန္နာမဝိဇ္ဇာကြီးများကဘာဝနာတစ်ခုကို အားထုတ်ရန်အကြံပေးသည် အားထုတ်လိုက်သောအခါရက်ပေါင်း40ကျော်တွင် အောင်မြင်သွားသည်ဤသို့အောင်မြင်ပြီးသွားသည့်အချိန်မှစ၍အကြအမြင်များရရှိလာရာတဖြည်းဖြည်းချင်းကာမဘုံကိုမြင်သည်ယူပဘုံကိုမြင်သည်အယူပဘုံကိုမြင်သည်အထက်ဘုံအစဉ်စဉ်ကို ကြည့်မြင်သုံးသက်ရာတွင်ဟိမဝန္နာမဝိဇ္ဇာတပါးကအမြဲတမ်းလေ့ကျင့်တင်ကြားပေသည် နောင်ခါတွင်ကာမယူပအရူပစသောဘုံအစဉ်စဉ်တို့ကို စိတ်တော်ဝဖြင့်သူတေသနာပြုကာတဘာဝကျမ်းများကိုပြုစုခဲ့လေသည်တမလွန်လောကဒုမဟုတ်ပရလောကအကြောင်းကိုတိတိကျကျမိမိယယရေးသားထားသောကျမ်းဟူ၍ယနေ့ထိလက်ပိတာဤကျမ်းမအပမပေါ်ဘူးခဲ့ချေဤကျမ်းများကို ရေးစဉ်က1930ခုနှစ်တဝိုက်ဖြစ်ရာလောကီပညာဒုမဟုတ်ကမ္ဘီယာပညာကိုအသုံးပြု၍ပရလောကကိုသူတေသနာပြုသောပထမဆုံးကျမ်းများပင်ဖြစ်သည် စိတ်တကူဖြင့်လောကီရှုဝတ်ချက်ပရလောကီတဘာဝကိုသူတည်တနာပြုထုတ်ဖို့ခြင်းဖြင့် လူသားတို့၏ဘဝနှင့်အတိအမြင်များတိုးတက်ရေးတည်ဟူသောပရာဟိတလုပ်ငန်းကိုဆောင်ရွက်ခဲ့ခြင်းဖြစ်သည်လပိတာသည်ဖျားစုပန်ထားသူလည်းဖြစ်သည်လပိတာရေးခဲ့သည့်အကြောင်းအရာများမှအချို့ကိုတင်ပြပါမယ်ခန္ဓာမျိုးမျိုးနှင့်ကိုယောင်ကိုဝါခေါ်ယောင်ရှံဝင်းတို့၏အရွယ်အစားတမာနာအည်သွေးတိဆောက်ပုံ မိတို့ဖြစ်ပေါ်လာပုံကိုလည်းမြင်ရသူနဲ့မမြင်ရသူဆိုသောကြံပြုခဲ့သည်လက်ပိတာသည်လောကီပညာကျမ်းပေါင်း30ခန့်ပြုစုခဲ့သည်ထိုထဲတွင် သူကိုယ်တိုင်သူတည်တနာပြုရေးသောကျမ်းကတဝက်ကျော်သည်အချို့ကျမ်းများမှာဒေါက်တာအိမ်နီပီးစစ်နှင့်တွဲပတ်၍ရေးသားခြင်းဖြစ်သည်သူကြီးတက်တက်ရေးသားခဲ့သောကျမ်းများထဲတွင် အကြအမြင်ဆိုသောကျမ်းသည်အလွန်ထူးခြားသောကျမ်းဖြစ်သည် ဤကျမ်းမှာဂျာဘူးနာဝါနှင့်ရောကျိတ်ထားသောကျမ်းပြီမဟုတ်စာကြည့်တိုက်ထဲကဖုံတက်နေသောကျမ်းကြီးများကိုရည်ညွှန်းထားသောကျမ်းအိတ်ကြီးလည်းမဟုတ်သူကိုယ်တိုင်တကယ်တွေ့တကယ်မြင်တကယ်ခံစားတွေ့ရှိခဲ့သည့်အတိုင်းရေးသားထားသောကျမ်းဖြစ်သည်အကြအမြင်ဆိုသည်မှာလက်ရှိလူတို့၏စကုအမြင်ကိုဆက်လက်တိုးချဲ့၍မြင်ခြင်းကြားခြင်းဖြစ်သည်တာမန်မျက်စိကိုမျက်မှန်ကပ်လိုက်သောအခါယခင်ကမမြင်ရသည်ကိုမြင်လာသည် မှန်ပြောင်းတက်ကြည့်လိုက်သောအခါတာမန်မျက်စိဖြင့်မမြင်ရသောအဝေးကြီးကိုမြင်ရသည် ထိုနည်းတူလူများ၏တာမန်မြင်မှုသဘောတရားအတိုင်းထက်မှန်၍ချက်ထွင်တိုးချဲ့ထားသောအမြင်သာဖြစ်သည်ဟုတုံခါလိုက်သဘောတရားကို အခြေခံ၍ရှင်းပြသည်ယိုယိုရှိရှိနှင့်လက်တွေ့ကြကြရေးသားထားခြင်းဖြစ်သည်မိကုံးတွင်ဤအကြအမြင်မျိုးရအောင်မိတို့ကျင့်ရမည်ကိုလမ်းညွှန်ထားသည်လက်တွေ့ကျင့်လိုသူများအတွက်အသုံးဝင်လာသည် ထိုစာအုပ်နှင့်ဆက်လက်၍လေ့လာရမည့်စကားချက်ကရဟူသောစာအုပ်ကိုလည်းဆက်လက်၍ရေးသားခဲ့သည်အကြာမြင့်ပါဝင်တိတ်တိအပေါင်း၏အခြေခံရေတောက်မြင့်ဖြစ်ကြောင်းကုန်းနလိမီနှင့်တကွကုန်းနလိမီဖွင့်ပုံ ဖွင့်ရလမ်းကြောင်းဖြစ်သောချက်ကရခေါ်စကရအကြောင်းကိုအခြေခံမှဆ၍ချီချီမြင့်မြင့်အနှစ်ပါပါလက်တွေ့ချက်ချရေးသားဖော်ပြထားခြင်းဖြစ်သည့်ချက်ကရတခုပွင့်သွားလျင်ယင်းချက်ကရ၏တဘာဝအရာမြည်တို့သောတကိုးတိတ်တိကိုရရှိသည် ချက်ကရများသည်လူခန္ဓာကိုယ်တွင်မိတို့တည်ရှိသည်မိတိနေရအစိတ်ပိုင်းတွင်တည်ရှိသည်ချက်ကရပေါင်းမိများရှိသည်ချက်ကရတစ်ခုနှင့်တစ်ခုမိတို့ဆက်သွယ်ထားသည်ချက်ကရတစ်ခုစီ၏အယောင်စင်းမိတို့ရှိသည်အကြာမြင်သည်မိတိချက်ကရနှင့်ဆိုင်သည်ချက်ကရနှင့်မနှံဆက်ဆက်မှုချက်ကရနှင့်ခန္ဓာပေဒါဆက်ဆက်မှုချက်ကရနှင့်အုံနောက်ဆက်သွယ်တည်ရှိမှုစသည်တို့ကိုဇေယျာများရုပ်ပုံများနှင့်ရှင်းပြသည် ဤကျမ်း၏အထူးခြားဆုံးအချက်မှာလူသားတို့၏အမြင့်ဆုံးသောဉာဏ်ပညာကိုချက်ကရနှင့်ဖွင့်မှသာလျှင်ရနိုင်ကြောင်းနှင့်လောကုတ္တရာဉာဏ်၏အခြေခံမှာချက်ကရများလူကြားပွင့်ခြင်းဖြင့်ဖြစ်ကြောင်းထိုကြောင့်ချက်ကရပေါင်များအထီရောက်အောင်ကုန်းဒလိနီကိုမလိုပဲလောကီနယ်ကိုထိုးဖောက်၍မမြင်နိုင်ဝိမုတ်တိဉာဏ်မရနိုင်ကြောင်းကိုရှင်းပြထားသည်လောလောဆယ်လက်တွေ့ခံစားနိုင်သော အကျိုးအဖြစ်လူဤအသက်ဖြစ်သော ပရာဏတက်ကိုကုံလလိမီကမိသူချုပ်ကင်ထားသည်ကိုလည်းတိတ်ပန်နီးကြကြဖော်ပြထားသည်။ဂျမ်းမာ၏အသက်ရှင်ရေးအတွက်အဖိုးတန်သောအချက်များဖြစ်ပေသည်။ယနေ့ခေတ်အထိလည်းလော့ဂီပညာကျမ်းမျိုးစုံကိုပညာရှင်မျိုးစုံရေးခဲ့ကြပြီးဖြစ်တော်လဲချက်ကရကျမ်းထက်သာအောင်မရေးနိုင်ကြသည်။ချက်ကရကျမ်းနှင့်မတိမ်မရင်ပင်လိုက်အောင်ရေးထားသောကျမ်းများမပေါ်ပေါက်သေးချေ။ထို့ကြောင့်လက်ပိတာသည် ူဤချက်ကရကြံကြီးဖြင့်လူသားတို့ကဘာပေါ်တွင်ပြည်ရှိနေတရွေ့ကာလပတ်လုံးအကျိုးပြုနေဦးမည်ဖြစ်သည်ဤဒီပင်လင်ကြံပြုเสียလက်ပိတာဤရည်ရွယ်ချက်ဖြစ်ပါသည်အကြအာယုံထူးတကိုးဖြင့်ရှာဖွေသူတေသနာပြုကရေးခဲ့သောအခြားကျမ်းမှာ Science of Sacrament Call အစီရင်သိပ္ပံပညာဖြစ်သည်ဘာသာတည်တည်မှဝိပုကိုကိုယ်ဆုတောင်းမေတ္တာပို့ကြရာအကျိုးရှိအောင်မိတို့ပြုလုပ်တင်သည် တာမန်မျက်စိဖြင့်မမြင်ရသောရုပ်နံတက်နှင့်ပရလောက၏ဆောင်ရွက်မှုများကိုဖော်ထုတ်ရေးသားထားခြင်းဖြစ်သည်။ဥပမာဗုဒ္ဓဆင်းတုတော်မှဓာတ်တော်များကုမြူသည်ဆိုလျင်ဓာတ်တော်ကုမြူခြင်းမှာ အမှန်ဟုတ်မဟုတ်မှန်ကန်သည်ဆိုပါကဘယ်ကြောင့်ကုမြူသည်။မိသည့်အရာကမိတို့သောအခြေအနေအချိန်ကာလနှင့်ဆက်ဆက်မီ၍ပေါ်လာရသည်ကိုတာတကယုတ်တိတဘာဝယုတ်တိနှင့်ရှင်းပြသည်။တရားဟောမီ ဂါထာမန္တန်ယွတ်ဖက်မိဆိုလျင်မိတို့သောအဆောက်အဦတွင်ယွတ်ဖက်မိသူကမိတိနေရာမှာမိတိအရက်သို့မျက်နာမူ၍ယွတ်ဖက်တင်သည်ဤသို့စနစ်တကျယွတ်ဖက်မိဟောပြောမိဆိုပါက မနောလိုင်းကမိတို့လွှမ်းမိုးထားနိုင်မိကိုတရုတ်ဖော်ပုံများနှင့်ပြထားသည်ဥပမာ အမိုးခုံးနှင့်အမိုးချုံအဆောက်အဦနှစ်ခုတွင်မိတိအမိုးပုံတံတန်ကမိတို့သောအာနိသင်ရှိသည်ကိုလည်းသူတည်တနာပြုထားသည် အထက်သို့ခြုံထွက်နေသောတံတန်တွင်မနှောလိုက်များလွှင့်ရန်တတိထူများရှိသည်ဟုဆိုသည်ပုံတံတန်တို့တွင်တကိုးတတိရှိကြောင်းဖော်ပြထားသည်အီဂျစ်ပြည်ရှိပီယာမစ်ထဲသို့ကြွက်ငှက်ဆက်သောတရိတ်ဆန်များဝင်ရောက်မိပြီးလျင်ပြန်မထွက်ဘဲအတွင်း၌ပင်တည်ကြသည်ထို့သော ရင်းကြွက်ငှက်တို့သည် ပုတ်သွားခြင်းမရှိကြဘဲအမဲငင်းကို နေလန်းထားတဲ့ကဲ့သို့ခြောက်ခမ်းသွားသည်ကိုအကျိန်များစွာ တွေ့ကြရသည် ဆက်လက်သူတေသနာပြုသောအခါပိယမေတရံတီပင်လျင် ရေဓာတ်ကိုခန်းချောက်စေနိုင်သော တကောတတိရှိသည်တွေ့ရသည်ထို့ကြောင့်၃၄ချိန်မြတာအုံပြုနိုင်သော မုတ်ဆိတ်ရိတ်သားများကိုပိယမေတရံပြုလုပ်ထားသော ကပြာဘူးအိမ်တွင်တင်းစည်းကြည့်သောအခါရေဓာတ်ကြောင့်တန်ကြီးမတက်ဘဲအချိန်ပေါင်း250ခန့်အုံပြုနိုင်ကြောင်းတွေ့ရသည် ယခုအခါဥရောပတွင်မုတ်ဆိတ်ရိတ်ဓာတ်ထည်သည့်ပီယာမစ်တန်စကူဘူးကလေးများကို ပြုလုပ်ရောင်းချအသုံးပြုကြသည်အနှစ်90ခန့်စောပြီးလက်ပိတာဤစိတ်တကိုယ်သူတည်တနာသည်ယနေ့သိပ္ပံပညာထွန်ကားလာသောအခါသူဆိုများမှန်ကန်သည့်ထက်မှန်ကန်လာမည်ဖြစ်ကြောင်းလက်ပိတာကကြိုတင်ပြောဆိုခဲ့သည်ဤတွင်စိတ်တကိုယ်ရှင်လက်ပိတာအကြောင်းတင်ပြလို့ပြီးပါပြီ နောက်လဲဘ ഹു တုတမျိုးစုံကို တင်ပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားပါအောင်အသစ်တင်တိုင်းသိရအောင်ဘေးနာကခေါင်းလောင်းလေးကိုနှိပ်ပြီးအောက်ကိုလည်းနှိပ်ပေးထားပါအောင်ကျွန်တော်တို့ရဲ့ video လေးကိုကြိုက်နှစ်သက်ရင် like လေးပေးမိတ်ဆွေများကိုလည်းမျှဝေပေးပြီးမေးမြန်းလိုသည်များအကြံပြုလိုသည်များလည်း comment မှာရေးပေးသွားပါအောင်နော်ကျေးဇူးတင်ပါတယ် အားလုံးကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေ။